ေးဆရာတို့ရေးအေးကျွန်တော်လည်းပြောရအောင်မယ်ဘာလဲဆရာတို့ဒီတော့တွေကကိုကိုသုံးမယ်နဲ့တောင်မြင်ကြီးနာမှာရတနာတွေနဲ့ရှင်းမိပြရတင်ကြန်ရှိတယ်ကွာအဲ့ဒါအဲ့ဘာဖြစ်တယ်တို့တကြီးပါစီတို့နဲ့ပူပေါင်းပြီးရှာမယ်ကွာတွေ့ရင်ရှီဟောင်သူတည်တနာဌာနကိုရတနာတွေလှူမယ်တဲ့ကျွန်တော်ကတော့ရတနာတွေစိတ်ဝင်စားပါဘူးဗျာမင်းကဘာတွေစိတ်ဝင်စားနေရတော့ရတနာကြိုးပဲစိတ်ဝင်စားတယ်ဟိဟိ ပြောပါဦးမင်းတို့တော့တဲမှာအကြကြီးပဲမင်းနဲ့စောကြီးတို့ရံဖြစ်နေပြီလားလို့မဖြစ်ပါဘူးဗျာကျွန်တော်နဲ့စောကြီးတို့ငင်းချင်းယူထားရဲ့ဗျာဒါလို့ငင်းချင်းလေဟယတနာကျော်ကိုသူနဲ့ကျွန်တော်တော့တဲမှာချီးရှူကြမယ်ယတနာကျော်ကနှိမ့်တဲ့လူကိုရွေးပစီကြံတဲ့လူကကျင့်တတ်ပြရမယ်ဟာမင်းတို့ရဲ့နိုင်ငံတကာဆက်ဆံရေးအချင်းချင်းတော်တော်တိုးတက်လာပြီလားဟာတော်တဲမှာတယောက်တည်းလဲရှောင်ပြီးကြီးလီဗျာခဲ့တော့မိတာဟာ လာထောင်ပါဦး။ဒါနဲ့ရေဒကွန်ကြီးနာကမျက်ခင်းပြမှာစောကြီးကကျွန်တော်ကိုယရနာကျောနဲ့ဦးစားပေးပြီးထားခဲ့တယ်။ကျွန်တော်လည်းဒိုက်ကလေးအချင်းလေးကိုစိတ်ဝင်စားသွားမိပြီ။လူသူမရှိတဲ့တောကြီးထဲမှာယရနာကျောလေးနဲ့ကျွန်တော်နှစ်ယောက်ထည့်ရဆက်တွေ့တာစဉ်းစားကြည့်ပြီးတော့ကျွန်တော်တရွေးညှို့ချမိတော့ဤ။မင်းကကောင်းမလေးကိုဘယ်လိုပြောမလဲ။ယရနာကျောကမျက်ခင်းပေါ်မှာပုံပုံလေးထိုင်နေတယ်ဗျ။ယရနာကျောရှင်အဲ့ဒါနဲ့ကျွန်တော်က ရတနာပြင်းနေပြီလားမပြင်းပါဘူးကိုဗတ်ရေဒီနီးနားမှာတက်ခွပန်းနေတိတ်ပေါ်တာပဲနော်ရတနာတို့ကိုဗတ်ရှာခုပေးမယ်နော်ဟဲ့ကိုဗတ်ရတနာတယောက်ထဲမနေရဘူးဟိုကွေးအကွက်ကတော့လာပြီပြောပြောဆူဆူကျွန်တော်လက်ကိုရွှေ့ထားတယ်ဗျဘယ်ဟုတ်ပါလားဟာဒီမှာရင်ကျွန်တော်ကရတနာညီမဟာတိတ်ပြီးလာတာပဲညီမသာဒီရွာကပြိုင်တော့အကူပိုက်တိတ်ပြင်းသွားမှာပဲကွာ ကိုပိုင်မပြောင်းအစီအစဉ်တစ်ခုလုပ်ပေးပါမယ်။ဟာဗားစီစဉ်လဲဟာမယ်ဟာ။ဒူဒီလိုပြောတော့ကျွန်တော်လည်းစိတ်ဝင်စားမိတာပေါ့။ဒါပေမဲ့ကျော့ကိုပိုင်ရတနာဓာတ်ပုံယူထားပြီးရင်ဓာတ်ပုံနဲ့စကားပြောနေပေါ့ဆိုပြီးသူစလင်းဘက်အိတ်ထဲကဓာတ်ပုံတစ်ခုထုတ်ပေးတယ်။သွားရောကွာ။ဒါပေမဲ့ကျွန်တော်ကဓာတ်ပုံကစကားပြောလို့မှမရပဲ။ကိုယ်ပိုက်ကယရနာနဲ့တက်တက်လုံးစကားပြောနေနေတာလို့ပြောတော့ယရနာကရှက်ပြီးခေါင်းငုံသွားတယ်။အဲဆက်ပါဦး တကယ်ပြောတာယတနာကိုပိုက်တော့ယတနာကိုချစ်မိနေပြီဆိုပြီးတော့ပြောချလိုက်တယ်ဗျာအေးဘောပါအဲ့ဒါပြီးတာပဲမပြီးသေးဘူးဗျယတနာကမစွလွန်ဘူးလားကိုပိုက်ရင်ယတနာစဉ်းစားပြရစီအောင်လို့ဆိုတယ်ဗျဒါကတော့မင်းကလေးပဲအိုက်တင်ခံမှာပေါ့ဘိုက်ကလေးရတိုင်အောင်ထိုးရနေတော့ကြောင့်မျောလင်းချက်ဖြင့်ဆွေးနေတော့ဘိုက်ကလေး၏မျက်နှာကိုအထင်သာမြင်တွေ့နေရရာကျွန်ုပ်ပင်တနာကျင်လာလှပါပြီဟုတ်လေလူပြိုကြီးဒုက္ခကိုမျှဝေခံစားရင်ရီမောမိ၏ ကျွန်ုပ်ဒီတကြီးပါစီအမေရနွားလဘူတောင်တို့ခရီးထွက်ရန်အစီအစဉ်များပြုလုပ်လျက်ရှိ၏။ဒိုင်ကလေးကရှားလေးကိုကြီးနဲ့အိမ်တို့သွားကရတနာကျော်ဤမျက်နာကို နေရင်ဖူးမြော်လျက်တာရှိချေတော်သည်တမုံ။ဂျိုးသာတပည့်ကြီးတို့ဖြင့်လုံရမြောက်သောနေ့တွင်ကျွန်ုပ်မိကနေအိမ်နေစဉ်တွင်ဒိုင်ကလေးနှင့်စောတင်မောင်တို့သည်ဥရဖားရာကျွန်ုပ်အိမ်တို့ပြေးချလာကြတော်၏။ဆတ်တို့ရေဆတ်တို့ဆတ်တို့ရတနာပေါ်ပြီဗျ။ဟေးမင်းတို့ဘာဖြစ်လာကြတာလဲဟာ။ ရတနာပြုတ်မှုဗျဟုတ်တယ်ရတနာပြုတ်သွားပြီကျွန်တော်မအချင်းမှုတို့ဖြင့်ဘယ်သူရတနာပြောက်တာလဲကွဆွဲကြိုးလားလက်ကောက်လားတတိပါစီကိုတွားတိုင်ကြလေအာမဟုတ်ဘူးဆရာတို့ရရတနာကျွန်တော်တို့ရဲ့ရတနာဟုတ်ပါတယ်ဟုတ်ပါတယ်အောင်းမမင်းတို့မဘယ်တော့မှရွှေတပဲသားရှိဘူးလို့လေဟာဆရာတို့ကလုံတော့မယ်ဦးဖြိုးကျော်ရဲ့တမိရတနာကျော်ပြောက်သွားတာဗျထို့ကမှကျွန်တော်မှမျက်လုံးပြူကျဲသွားပြီတော့ဒီ ဟဲ့ဖဲသူလည်းချက်လဲဝါးစိန်ညာခိုးပြီလားဒီကောင်ကမတိအောင်ကြံတတ်တယ်နော်ဟာမဟုတ်ပါဘူးဆရာတို့ရဲ့ဝါးစိန်နဲ့ဆရာလေးကိုကြီးနဲ့အိမ်မှာရှိတယ်ပြီးတော့ကျွန်တော်တို့နှစ်ယောက်ရဲ့မျက်စိရှိမှလည်းပျောက်သွားတာဗျဟဲ့ဟုတ်လားဘယ်လိုဖြစ်တာလဲဟာဒီနေ့မနေ့ကြုံလိုက်စည်းကိုတွားခြင်းနဲ့ဆိုလို့စောကြီးနဲ့ကျွန်တော်နဲ့ရတနာကိုလိုက်ပို့ကြတယ်ဈေးထိပ်ကလက်ဖက်ဆိုင်မှာကျွန်တော်တို့၃ယောက်ထိုင်းနေတော့အသက်၄၀ကျော်လောက်ရှိလူကြီးတစ်ယောက်ကလက်ရလန့်ခေါ်တယ်အဲ့ဒီမှာ ရတနာကကိုပိုက်နဲ့ကိုစောခဏတော့ဆိုပြီးထထွက်သွားတယ်။မင်းတို့ကဘာလို့လိုက်မသွားတာလဲကွာ။လိုက်လို့ဘယ်ကောင်းမှမနေဘာမှမမသိတာနော်။အေးပါဆက်ပါဦး။အဲ့ဒါနဲ့ရတနာကျော်ကအဲ့ဒီလူကြီးနဲ့စကားပြောရင်ဈေးထဲဝင်သွားကြတယ်။ကျွန်တော်တို့ထိုင်ဆောင်နေကြတယ်မလာဘူး။ထမင်းအိုတလုံးချဲလောက်ကြတော့စောကြီးနဲ့ကျွန်တော်ထလိုက်ပြီးဟန်စောကြီးလိုက်ကြမယ်ကွာ။ဈေးထဲမှာရှောက်ရှားတာနဲ့အဆနာကိုရှားလို့မရတော့ဘူး။တကြီးပါစီကိုပြောပြပေးပြီလားကွာ။ ပြောပြပါပြီ။တကြီးကဥဖြူကျော်ရှိတဲ့ဆရာလေးကိုကြီးနဲ့အိမ်ကိုလာဖို့ဆရာတို့ကိုခေါ်ခိုင်းလိုက်တယ်။ gain ဒါဆိုသွားစို့။အရေးကြီးတော့ကိစ္စတည်းကပေါ်လာပြီဖြစ်ပြီ။ကျွန်ုပ်မှချက်ချင်းလိုက်ခဲ့ရပါတော့ဤ။လမ်းတွင်ဖီးလေးကမြင်လိုက်တဲ့လူတွေပြောတာကတော့ရတနာကျောင်းဟာလူတစုနဲ့လှဲ့လာပြီးထွက်သွားတယ်လို့ပြောကြတာပဲဗျ။အင်းဒါဆိုရင်တော့တခုခုပဲ။ရန်ကုန်မြို့ကသူကြီးသားဟောင်းလိုက်လာလို့ချက်ချင်းခိုးရလိုက်ပြေးသွားတာကိုမဖြစ်နိုင်ဘူးလား။မအူးမချူပြုတ်ရလိုက်တာဆရာတို့ရဲ့ ဖတ်ဟဲ့လွယ်ပါစီဖြစ်ပါစီလုံးနဲ့မရရင်တော့စိုးကြီးနဲ့ရရင်ကျွန်တော်ကြင်ရပါလေဗျာငါနဲ့အဲ့ဒီလိုပါပဲဗိုက်ကလေးရအခုမှဒီလိုချင်းငင်းချင်းရရနေပါဘကောဆရာလေးကိုကြီးနဲ့အိမ်တွင်ဥပစီဝါစိန်အာနိုလာမုန်းနဲ့ဥဖြူကျော်တို့စောင့်နေကြတယ်ကိုကျွန်တော်တွေ့ရလေဤသူတို့ဤအမှုရမှာခီးတွားရန်ပြင်ဆင်ထားကြပုံပေါ်သည်လူအလုံးအိမ်ရှိတွင်အိမ်များလွယ်တဲ့မတ်တန်ရနေကြဤလာဥတို့မေဒီမှာ ။ဟိုယူကျော်ကဗိုက်ကလေးနဲ့ဆော့တင်မှာကိုအမြန်ဆုံးတွေ့ကျင်နေတယ်။ဘာများမေးရစီတို့လဲကြ။အော်ကိုဗိုက်ကလေးနဲ့ကိုဆော့တင်မှာမြင်လိုက်ရတဲ့သူကအသားဖြူဖြူခါဝါဝဟုတ်ဟုတ်တယ်ဖြူဟုတ်တယ်။ဆရာကြီးကသူ့ကိုတွေ့ဘူးလို့လား။တွေ့ဘူးုံနဲ့ဘယ်ကပါမလဲ။အဲ့ဒါကြုံကြီးဦးတို့ကျော်ဆိုတာပဲ။သူကလည်းဒလမီတီရဲ့တင်းချိုင်းဘူးကိုစိတ်ဝင်စားနေရကြပြီ။ဒါပေမဲ့သူကကြုံလို့မဟုတ်ဘူး။လောဘစိတ်ရှိတယ်။ဟင်ဒါဆို ရတနာကျော်ကတူဦးလေးနဲ့လိုက်သွားတာပေါ့ဟုတ်ပါဒါဆိုပါစိတ်ပူစရာရှိလေပြန်လာမှာပေါ့ပြန်လာမှာမဟုတ်ဘူးဦးတို့ပြီးကျွန်တော်တိတ်ထားတဲ့လမ်းညွန်ကပြပါသွားပြီဟမ်ဘာလို့ယူသွားတာလဲရတနာကျော်ပေါ့သူကတူဦးလေးကိုဈေးထဲမှာချိန်ခဲ့ပုံရတယ်ကျုံကြီးလေးကရတနာကျော်ကိုသိချင်တာရတနာကျော်ကလည်းမင်းကလေးပြီးပြီးရတနာတွေကိုမက်မောတော့ဦးလေးရဲ့သွေးဆောင်မှုနဲ့ ကျုပ်စီကလမ်းညွန်ကြပြကိုခိုးယူပေးပြီးသူ့ဘာလိုက်သွားတာပဲဒါဆိုတော့ထဲမှာကျွန်ုပ်တို့နောက်ကိုချီယာခံလိုက်လာတာဥတို့ကြော်ပဲပေါ့တေကြော်တာပေါ့ယာသူတို့နောက်ကိုချိန်မီလိုက်မှာဖြစ်မယ်မိဖုရားကအန်ရထောင်ချောက်တွေဆင်ခဲ့တာတေကြတယ်ကဲဒါဆိုချိန်ဆွဲမိနဲ့လိုက်ကြဆိုဟေးကောင်းတယ်ကောင်းတယ်လိုက်မယ်ကျွန်ုပ်တို့ဖယ်ဒီကျုံလဲရမှာထွက်ခဲ့ရချီတော့ဤနွားလဘုတောင်ဆင်းနှကောင်ဆိုတော့နွားလဘုတောင်ကိုအရင်သွားကြမယ်ဥတို့ပြီး အတော်ဆုံးလမ်းကိုသာရွေးပါစိတ်ချပါဒီတော့မှကြုံကြသွားပြည့်ခဲ့ပူပါလေအင်းကြုံတော့ထဲ့ပြီးကြွားနေပြန်ပါပြီပြီးရတာမတိတာကြာနေတာပဲလိုင်ယံကတောက်ထဲတွင်လမ်းကြောင်းမြေကိုညတာတာနေ၍တော်ပေသေး၏ကျွန်တို့၏အဖက်သည်နန်းနဲ့ရောင်ဒီပေါ်ချိန်ကြီးနွားလက်ဖို့တောင်ချင်းရင်တို့ရောက်ရှိလာကြလေ၏ဟိုရှိကနင်းနေရတဲ့တောင်ကနွားလက်ဖို့တောင်ပဲဥရှုကျော်ဟိုမှာဈေးကြီးဖြူဖြူလေးတွေ့လားတွေ့တယ်ဥလို့ပြီးအဲ့ဒါဆိုရင်စာရဲကအတိုင်းဆိုရင် တောင်ကြချောင်းပေးဇီဒီဖရီရှေ့ပြေးနှစ်မိုင်ခန့်နဲ့ဒါဆိုရင်အဲ့ဒီဇီဒီလေးရဲ့အရှိစုစုကိုနောက်ထပ်နှစ်မိုင်လောက်ဆောက်ရအောင်မယ်ထင်တယ်။အဲ့ဒီတောင်ချေကကြောရင်ကိုယ့်ကိုယ်ပင်တော်ကိုမြင်နေရပါပြီ။ဒါပေမဲ့လမ်းကကျန်နေ။ဂျုံကြီးကအင်မတန်အကြံကြီးတဲ့ကောင်။ဒါတော့သူတယောက်ထဲမဟုတ်နိုင်ဘူး။တောင်ဖြိုဖို့ဒိုင်နမိုက်နဲ့သူတပည့်လူစုတွေပါခေါ်လာမှာ။ဘာလို့ကျုပ်တို့လူစုနဲ့သူတို့ကိုရင်ဆိုင်နိုင်နိုင်မလားကျုပ်ကတော့သူတတ်မှာမဟုတ်ပါဘူး ကြုံတားပါမယ်ဒါပေမဲ့ဒီကောင်ကညံတော့ညားတယ်ကျွန်တော်မှကြွန့်ကျင်တော့အမဲလိုက်မုံဆိုးဖြစ်တဲ့အတိုင်းရှေ့မှာဦးဆောင်ထွက်လာခဲ့ဤလမ်းကြောင်းမှာကျင်းသွားပြီးဘေးနှက်တွင်တောင်ကဘာများနဲ့ဝါပင်များသာရှိတော့ဤဘုလိုပြီတခြားလည်းမရှိတော့ဘူးလားဗျမရှိဘူးဗျဒါကလာပါကျွန်တော်ရှေ့ကသွားပါမယ်ကျွန်တော်တို့ဒီတိရွယ်ချောင်းများကိုနေကလမ်းချင်းလေးထဲမှာလာခဲ့ကြရာတဏှာတို့အရောက်တွင်ဘုလိုပြီတဏှာ ရှေ့ဆုံးမှာသွားနေတော့ကျွန်ုပ်မှာခြေထောက်ဖြင့်ထောင်ချောက်ကိုနင်းမိကစောက်ထိုးဖြစ်သွားသည်ကျွန်ုပ်သည်ခြေတစ်ဖက်ကိုကျိုးပွန်းဖြင့်ဆွဲကာအပေါ်တို့မြင့်တင်ခြင်းခံလိုက်ရပြီးကဘာမြင့်ကြီးကိုစောက်ထိုးမြင်နေရပြီကဲရပါဦးကျွန်ုပ်ကိုလည်းကဲပါဦးဒါကလေးကဤကဲ့သို့ကျိုးပွန်းထောင်ချောက်မမိပဲကျင်းထောင်ချောက်မိကကျင်းတဲ့ကြီးတဲ့သို့ကျနေသည်ကိုကျွန်ုပ်မြင်နေရသည်ဇာလေးကိုကြီးနိုင်နဲ့အာနုလာမိုးတို့ကဝယုံမေမောတက်၍ကျွန်ုပ်ခြေထောက်မှာကျိုးကိုဖြတ်ချကြသည် ကျွန်ုပ်မှာကြိုးဖြတ်ချခြင်းခံရ၍မြေပေါ်သို့ခွေးကြကြရချီတော်သည်တမုံ။ဒိုင်ကလေးကဥဖြူကျော်နဲ့တကြည်တာဝါစိန်တို့ကကြိုးချ၍ဆွဲတင်ပေးကြရနေတော်သည်။အို့တို့ပြီအတော်နာသွားလား။အပြောပါဗျာ။ကျွန်ုပ်တို့ဒီတောင်ကြားထဲမှာထွက်ကလွန်ပြင်ဘက်သို့ရောက်လာခဲ့ကြတော်သည်။ဥဖြူကျော်၏စာဆိုတိုင်းတဲဦးတလုံးမှောက်ထားသည်နှင့်တူသောကုတ်ကိုပင်တုံးမင်းနှင့်တောင်ကြီးကိုမြင်တွေ့လိုက်ရတော်သည်။ဒီကောင်းလေဟာသူတို့တောင်ကိုဖြိုဖို့အချိန်ရအောင် ကျုံတို့ကိုထောင်ချောက်ဆင်ထားကြတာပဲဥလိုပြီးခုဆိုသူတို့ဘာလုပ်နေကြမလဲဒီကောင်းလေးကြောက်တောင်ကိုခွဲဖို့ဒိုင်းနမိတ်ဆင်နေကြရောဗောဗျာဟီကိုကိုတော့မင်းတောင်မတို့တရွိရွိတက်နေကြတော့လူ၆ယောက်ခန့်ကိုတွေ့ကြရသည်ဟိုမှာတွေ့လာဥလိုပြီးဟုတ်တယ်အဲ့ဒါယရနာကျော်တို့ပဲညာဆင်းတယ်ဆင်းရဲ့တမီးဦးဖြိုးကျော်ကြီးအတန်ကတော်ရင်တွင်ပဲ့တင်ထနေလေတော့သည်တမီးဆင်းရဲ့ရောအန်ရရှိတယ်ဆင်းရဲ့ ယရနာကျော်နောက်သို့တစ်ချက်လှည့်ကြည့်လိုက်သည်ဦးဖြူကျော်အတန်ကုန်ဟစ်လိုက်သည်ယရနာကျော်ကနောက်တစ်ချက်လှည့်ကြည့်ပြီးဆက်တက်သွားသည်ဘယ်ဦးတို့မီကျုံတို့နောက်ထပ်တောင်ကုန်းတစ်ခုကျော်ရင်တော့ဆက်တက်လို့မဖြစ်တော့ဘူးကြောက်စာတွေကအေးသားနဲ့ပေစာရဲ့အလင်္ကာရအန်ရဲ့ဆက်ကုန်းနဲ့ကျုံတို့ရောက်နေပြီတောင်ထိပ်ပေါ်တွင်ဒိုင်နမိုက်ကိုလူလင်းငါးယောက်ခန့်ဆင်းနေကြသည်ကိုတွေ့ကြရသည်သူတို့ဒိုင်နမိုက်ခွဲကြတော့မယ်ထင်တယ်ဟုတ်တယ်ဒိုင်နမိုက်ခွဲရင်ဘာဖြစ်မလဲဆိုတော့ပြောလို့မရဘူး ဖေးတက်မလာနဲ့မိုင်းခွဲလိုက်မယ်အဖေမတက်ခနဲ့ရတနာကျော်ကတောင်ပူဇာတလုံးပေးတွင်ပုံနေရမှလမ်းအော်ပြောနေကြသည်တင်ကြီးလျှော့တောင်ကုန်းတစ်ချောက်တွင်ကြောက်တောင်အခွဲစားများလင့်ကြလာပြီဆိုရင်ကျွန်ုပ်တို့မှလည်းတိပင်ကြီးများပဲတွင်ဝင့်နေကြရတော့ဤဟေးအားလုံးဘသူမှမထွက်ကြနဲ့တော့နော်ကျဲလောင်မီတို့အတန်ကြီးကြားလိုက်ရပြီနော်တုံးတုံးကြောက်တုံးများလိမ့်ကြလာတန်ကြီးကိုကြားရ၏အောင်မလီကဲကြပါဦး ကျောက်တုံးများအဆက်မပြတ်ပြိုကျနေသည်ကိုတွေ့ကြရသည်။နိုင်ခွေသမား၃ယောက်ကိုကျောက်တုံးကြီးများကဖြတ်၍ကျိတ်သွားသည်ကိုကျွန်ုပ်တို့မျက်ဝါးထင်ထင်တွေ့မြင်လိုက်ကြရလေသည်။ကြောက်စရာပါလား။ကျောက်တောင်ကြီးပြိုခွက်ပြီးကျောက်တုံးများလိမ့်ကြကြများမှာအချိန်တန်ငယ်ကြာတွင်ငြိမ်သက်သွား၏။ကျောက်တုံးများပြေးကြမှုကြောင့်ဥတုကျော်၏တပည့်များလည်းမေ့နေကြပြီ။ကျွန်ုပ်တို့ယခုမြင်နေရသည်မှာဥတုကျော်နှင့်ရတနာကျော်တွင်တောင်ပူဇာဘိတ်တွင်ဝိနေသောဥတုကျော်၏တပည့်တဦးသာရှိတော်သည်။ တောင်ထိပ်ပေါ်၌စပယ်ဘူးပုံလိုင်ကူလေးတစ်ခုကိုတွေ့လို့သည်ဂူထဲမှခေါင်းကြီးတလုံးကိုတည်ယူလာသောဦးတို့ကျော်နှင့်သူတစ်ဖက်ကိုတွေ့မြင်ကြရလေသည်ဟဲ့မဖွင့်နဲ့တော့မဖွင့်ညာနဲ့ဦးတို့ကျော်ဤစကားကိုဦးတို့ကျော်နှင့်သူတစ်ဖက်ကနားမထောင်ကြပါအဖုံးကိုတန်တယုံနှင့်ကလော်ကဖွင့်လိုက်ကြသည်ဟာရရနာရီဟိတထေးဖြစ်ပြီကွာတထေးဖြစ်ပြီရရနာရီတမီးလာကြည့်ရမ်းမအောင်ဒီမှာရရနာရီတမီးမတော်နဲ့မကိုင်းနဲ့ ဘာကူမှသွားမထင်းနဲ့တော်တော်ယတနာကျော်ဒီခေါင်းတွဲမှာယတနာများကိုသွားကင်ကြည့်လိုက်ဒီကိုကျွန်ုပ်တွေ့မြင်လိုက်ရ၏ဟေးနားလိုက်တာတမီးလွတ်ထားလိုက်ငငလွတ်ထားလိုက်အဖြစ်ပြက်ကအံ့ဩစရာကောင်းလာပါပြီမျက်စိရှိမှပင်ယတနာကျော်ဦးတို့ကျော်နဲ့သူတပည့်တို့မှလဲပြူချသွားဒီကိုတွေ့လိုက်ကြရသည်ဟမ်ဘယ်လိုဖြစ်ကြတာလဲဦးတို့ဒီခမရရဲ့လူတွေကိုဘယ်ပစ္စည်းမှဘယ်သူမှမထိမကင်မိဖို့တာဝန်ယူပါ ။ဦးချိုချော်ဒီကျွန်တော်တို့ရှေ့မှာထုတ်စီတို့တကယ်တို့လက်နှစ်ဖက်နဲ့ကားကအမိန်ပေးလိုက်ပြီ။ကျုံကျုံပြောတာနားထောင်ကြပါ။ကျွန်တော်တို့အားလုံးထိတ်လန့်စွာနောက်ဆုံးလိုက်ကြ၏။ရှေရနာရှေရနာကိုကျွန်တော်တို့ပြည့်စုံပြစေဆရာတို့ဘယ်သူမှမထိတ်မကိုင်းဖို့ဆရာဦးချိုချော်ကမြစ်တာရခံထားလို့ကျွန်တော်ဘယ်သူ့ကိုမှခွင့်မပြုနိုင်ဘူး။ကိုင်းစိတ်အေးအေးထားကြပါဗျို့ကျွန်တော်ရဲ့တမီးတယောက်လုံးဆုံးဆုံးသွားတာခင်ဗျားတို့အမြင်ကိုတွေ့ပဲမိဖုရားဟာသူ့ရဲ့နန်းစဉ်ယတနာတွေကို မတမာသူတွေမယူနိုင်အောင်အစီရင်လုပ်သွားခဲ့တာပဲ။ဒါကြောင့်သူ့အုပ်ကူကိုဖောက်တဲ့လူတွေဟာအသက်ဆုံးရရမယ်လို့တတိပေးသွားတာပေါ့။ဒါဆိုရင်ဒီခေါင်းနဲ့ယတနာတွေမှာအစိတ်တွေရှိနေကြပေါ့နော်။နေကြတာပေါ့။တောင်ပြိုတဲ့ကြောက်တုံးတွေကိုကြည့်ပါလား။အနည်းဝန်းကျင်ပတ်လည်မှာရှိတဲ့လူတွေကိုတည်အောင်စီမံထားတယ်။ဒီရွှေငွေကြောက်တံဗရမများမှာကတ်ရွဲနေတဲ့အစိတ်တွေကိုဓာတ်ရုပ်ဗေဒာနည်းနဲ့စစ်စစ်ဖယ်ရှားပြီးမှနိုင်ငံတော်ကိုလှူဒါန်းရမယ်။ အော်တမီတမီလောဘနောက်ကို လိုက်လို့တီးရတာပဲဦးဖြိုကျော်ဒီသူ့ဤတမီကိုတစ်ချက်ကြည့်ကရရွတ်လိုက်မိ၏ကဲဒါဆိုရင်ကျွန်ုပ်တို့တက်ဆိုင်ရာလူကြီးတွေကိုအကြောင်းကြပြီးရတနာတွေလှူဒန်းဖို့စီစဉ်ကြရတော့မှာပေါ့ဟုတ်ပါတယ်ဘဝတစ်သက်တာတွင်ကြည်ပွဲစရာအကောင်းဆုံးဖြစ်ရညာတွင်ရတနာကျော်တည်ဆုံးသည့်ကိစ္စတစ်ခုလည်းအပါဝင်ဖြစ်ခဲ့ရပြီတော့ဤကျွန်ုပ်တို့ဤအပြန်လန်းကဝမ်းနဲ့ကြည်ပွဲဖွယ်ရာဖြစ်များနေတာငိမ့်တဲ့တိတ်ဆိတ်နေခဲ့ပြီတော့တည်း